တားချင်တဲ့ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့နာတာရှည်ပင်မနှံ့နေမှုယောဂါကိုစစ်ဆေးနိုင်တဲ့သွေးစင်နည်းပညာတွေကိုသိပ္ပံပညာရှင်တွေတည်ထင်လိုက်တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာနာတာရှည်ပင်မနှံ့နေမှုယောဂါ MECFF ကိုစစ်ဆေးနိုင်တဲ့သွေးစင်နည်းပညာသစ်တစ်ခုကိုတည်ထွင်လိုက်ပါတယ်။ဒီယောဂါကနားယူရင်တောင်ပျောက်ကင်းမသွားတဲ့ပင်မနှံ့နေမှုကိုဖြစ်စေပါတယ်။ အရင်ကဒီယောဂအအတွက်ရိုးရှင်းတဲ့စစ်ဆေးမှုတွေမရှိခဲ့ပါဘူးလူနာအများပြားဟာယုံကြည်မှုမရတာဒါမှမဟုတ်နှစ်ပေါင်းများစွာယောဂမှားယွင်းစွာဖော်ထုတ်ခံခဲ့ရတာတွေရှိခဲ့ပါတယ်ဒီစစ်ဆေးမှုအသစ်ကတော့96ရာခိုင်နှုန်းနီးပါးတိကျမှန်ကန်စွာယောဂကိုဖော်ထုတ်ပေးနိုင်ပါတယ်လူတယောက်မှာယောဂရှိတဲ့အခါပြောင်းလဲသွားတဲ့တွေးတွေကအထုလက္ခဏာတွေကိုကြည့်ပြီးယောဂရှာဖွေရပဲဖြစ်ပါတယ် သူတွေဒီတွေကဒီစစ်စဲမှုကလူနာကိုပုံမမြန်ဆန်ပြီးယုံကြည်စိတ်ချရတဲ့ယောဂရှာဖွေမှုကို ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒါအပြင်အနာဂတ်မှာပုံမကောင်းမွန်တဲ့ကုသမှုတွေစီကိုလည်းဥတည်သွားနိုင်ပါတယ်။ဒီနည်းလမ်းကိုပဲအလားတူကိုဗစ်လက္ခဏာမှာတွေ့ရှိတဲ့ long covid covid နောက်ဆက်တဲ့အတွက်စစ်စဲမှုတစ်ခုကို ဖန်တီးဖို့လည်းအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ Star Channel ရဲ့ YouTube Channel ကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။